United ကိုဘေးတက်ဝယ်ယူဖို့လက်မလျှော့သေးတဲ့ကာတာဆော်ဝါပရိသတ်များလုံးမမြင်လားများ Manchester Force ကနေပြန်လဲကြိုးလိုက်ပါတယ်ကာတာဆော်ဝါစိန့်ဂျန်စင်ကိုတော့ United ပရိသတ်တွေမသိတဲ့သူမရှိသလောက်ပါပဲကာတာဆော်ဝါဟာ Manchester United fan ကြီးစားတူဖြစ်ပြီးတော့အသင်းကိုဝယ်ယူပြီးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ချင်နေတာပါစိန့်ဂျန်စင်ကတော့ Manchester United အသင်းကိုအောင်မြင်မှုတွေပြန်ရယူပေးဖို့လှုံ့ဆော်ပေးချင်နေတာပါ ကာတာအဖွဲ့နဲ့ဆာဂျင်မီရက်ကလေးရဲ့ iOS အုပ်စုလို့ဟာမန်ချက်စတာယူနိုက်တက်အသင်းကိုဝယ်ဖို့ပြိုင်ဆိုင်စ조사လာခဲ့ကြပါတယ်။ဒါပေမဲ့ဆာဂျင်မီရက်ကလေးရဲ့ iOS အုပ်စုကပဲကာတာဆော့ဘွားတွေကိုအနိုင်ယူပြီး United ကိုဝယ်ယူနိုင်ခဲ့ပါတယ်။ဒီနေရာမှာလည်းမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပိုင်ရှင်တွေဖြစ်တဲ့ဂလေးစာမိသားစုကအသင်းကိုအပြေးပြတ်မရောချပဲရာဂိုင်နှုန်းတချို့ကိုပဲရောင်းထားခဲ့တာပါ။လက်ရှိမှာတော့ United ရဲ့အားကစားရေးတွေကို iOS အုပ်စုကပဲအပြေးပါတောင်းဝင်ယူထားပေမဲ့အသင်းကတော့တိုးတက်မလာတဲ့အပြင်ပိုပြီးတော့မှဆိုးဝါးလာခဲ့သေးတာပါ။ ။ငွေကြေးသုံးစွဲမှုပိုင်းမှာလည်း iOS အုပ်စုကတေးချာစစ်စစ်ပြီးတော့သုံးစွဲနေခဲ့ကြတာပါ။ United ပြည်သက်တွေကလည်းငွေကိုရေလိုသုံးပြီးအသင်းကိုနေချင်းညချင်းပြောင်းလဲပေးမယ်။ကာတာဆော်ဘားပိုင်ရှင်တွေကိုအခုချိန်ထိကြိုးဆိုနေကြပါတယ်။ ကနာဆော်ဝါရှိန်ဂျန်ဆင်ဦးဆောင်တဲ့အဖွဲ့ကလည်းလက်မလျှော့ဒီပဲအခုချိန်ထိမန်ချက်စတာယူနိုက်တက်တွေကိုဝယ်ယူချင်နေတာကြောင့် United ပရိသတ်တွေရဲ့အိမ်မက်တွေနောက်တစ်ချိန်ပြန်လည်အစာပြိုလာခဲ့ပြီလို့ပဲပြောရမှာဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချော်လည်ရပါတယ်ခင်ဗျာ။